့ဗောနော်ကျွန်တော်တို့ဆက်ဆိုင်ကိုကျွန်တော်ရှိတဲ့နေရာကိုဗောနော်ခက်ခဲဒုက္ခရောက်နေတဲ့သူတွေလာကြတယ်အဲလာကြတယ်လာကြတဲ့အခါကျတော့ဆိုင်ရင်ရှိမှာဗောနော်သူတို့ကတော့ထိုင်စောင့်ကြတာဘာလို့လဲဆိုသူတို့လည်းသူတို့ရဲ့ခက်ခဲဒုက္ခတွေရှိတဲ့အတွက်ကိုကျွန်တော်စီကအကူအညီကိုတချို့ဆိုမဖြစ်မနေလိုအပ်တာမျိုးရှိတယ်တချို့ကလည်းဟိုဗောနော်အကူအညီရလို့ရညာလာကြတာရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ကဒီလိုက်လာတဲ့လူတွေကိုညာတော့အဖြစ်မလူပြဖို့ဗျမလူပြဖို့ဆိုတာ ကျွန်တော်ကကျွန်တော်ပဆိုင်နေကျွန်တော်လူတာမဟုတ်ဘူးနော်ဟိုကျွန်တော်ချောင်းလာတဲ့လူလည်းမဟုတ်ဘူးကျွန်တော်ကဒီပေါ့နော်ပြည်တွင်းပြည်ပဒီခေါင်းရသားသမီးအလှရှင်တွေကဒီကိုပေါ့မတွေကလူတဲ့ပတ်ဆိုင်ကိုကျွန်တော်ပြန်လူပေးရတာဖြစ်တဲ့အတွက်ကျွန်တော်စီကိုရောက်လာတဲ့လူဒီအမှန်နေမှမသိဘာကြောင့်မှမသိတကယ်ရောသူကဒုက္ခရောက်တာလားဘာလားကျွန်တော်တော့တိတိကျကျမသိဘူးမသိဘဲနဲ့သူများပတ်ဆိုင်ကြီးကိုကျွန်တော်ကလူလိုက်တဲ့အခါကျတော့ လွဲလွဲချော်ချော်များဖြစ်ခဲ့ဟိုလူရှင်ကကျွန်တော်ပေါ်လဲတမျိုးထင်တယ်နောက်ပြီးသူတို့လူတွေပတ်စံလဲဟိုသူတို့စိတ်ကကွက်သွားတဲ့ခါကျရင်ကုတူရမှာပေါ့နောက်ပြီးတော့ပေါ့နော်တကယ်လိုအပ်တဲ့လူလက်ထဲကိုရောက်တိုင်းသူတို့လည်းပီတိဖြစ်တာပေါ့အဲ့တော့ဟိုအာငါတော့ဒုက္ခကြီးရောက်လို့တာဒါဟာသူကတော့ငါမလူတော့ဟုတ်တယ်ကျွန်တော်ကလူတော်တော်များများမလူတချို့တလေတော့ကျွန်တော်လှူပေးတယ်ဘာလို့ကျွန်တော်အစဉ်ပြေမထင်တဲ့လူလှူပေးတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အခက်အခဲဒုက္ခတွေတကယ်ဖြစ်တာလားမဖြစ်တာလား ဘယ်လောက်ဒီဖြစ်နေတာလဲဒါမဟုတ်ပေါ့နော်ကိုယ့်ကိုဖြည့်ရှင်းလို့ရတဲ့အရာတွေလားဆိုအဲအဲ့ဒါတွေရှိတဲ့အတွက်ကျွန်တော်ကပေါ့နော်လူတိုင်းကိုလှူပေးလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်လှူတဲ့အလှူရှင်တွေကလည်းသူတို့ရဲ့ training စာတွေနဲ့လှူတာတချို့သူတိုင်းတစ်ပါးမှာပင်မမှန်လှုပ်ပြီးတော့ရုံးတံပြီးတော့မှရတဲ့ငွေကြေးကိုလှူပေးတာဘလူပဲဖြစ်ဖြစ်ဘလူပဲလှုပ်အလုံးပင်မမှန်လှုပ်တဲ့လူပဲဖြစ်မပင်မမှန်လှုပ်တဲ့လူပဲဖြစ်ဒါသူတို့ရဲ့ကိုယ်ပိုင်ဝေကိုယ်ပိုင် training စာတွေပဲလေအဲ့တော့ကျွန်တော်ကဒီပေါ့နော်ဟိုလက်လုပ်စပယ်လှုပ်လို့မရဘူး ။အဲအဲ့ဒါကြောင့်ပေါ့နော်။ဒီကျွန်တော်စီကိုလာပြီးတော့အလူခံတဲ့လူတွေကိုဟိုပြောချင်တာကလာပြီးတော့ကျွန်တော်စီကိုအလူခံတိုင်းမရနိုင်ပါဘူးလို့တချို့သူတရက်နှစ်ရက်လောက်အဲ့လိုပေါ့နော်အိပ်ပြီးစောင့်နေလို့ရှိ။အဲ့တော့ကျွန်တော်ကတော့လှုပ်ပေးချင်တယ်ဒါပေမဲ့တကယ်လို့များလွဲချော်သွားခဲ့လို့ရှိရင်ကျွန်တော်တို့ဒီဟိုလှူထားတဲ့အလူရှင်တွေကချွေးနေတာရင်းနဲ့ဖြစ်တဲ့အတွက်ကျွန်တော်ကအမှားရင်းဖြစ်မှာကြောက်လို့ကျွန်တော်တော်တော်သိမ့်မလှူပြဘူးခင်ဗျ။အဲ့တော့ဒီနေ့ကဒီနေ့ကကျွန်တော်တို့ မဆိုင်ရည်တွေဆိုလည်းအများကြီးရှိသေးတယ်ဆိုင်ရည်တွေကလူမှာလောလောဆယ်ဆိုင်ရည်ကကျွန်တော်ဟိုတေချာမလောက်ရသေးလို့နော်ဆိုင်ရည်တွေကတေချာမလောက်ရသေးလို့ဆိုင်ရည်တွေလည်းလူဖို့အများကြီးရှိတယ်နောက်ပြီးတော့အဲဒီမှာအိုးထုပ်တွေအိုးထုပ်တွေအိုးထုပ်တွေဆိုလည်းဒီမှာအိုးတော့လူရတာတော့အလုံးတရာရှိတယ်ကျွန်တော်လူရတာအဲကျန်တဲ့ဟာတွေကတော့ကျွန်တော်ဝယ်ထားတာအဲကျွန်တော်ဟိုနော်နဲပါမြန်လည်းပြန်ရောင်းဝယ်ထားတာအဲလူရဲ့အလူရှင်တွေရှိလို့ရှိရင်လည်းဒါတွေဝယ်ပြီးတော့လူလို့ရတယ် ဲ့တော့ဥဒုတ်တွေကလည်းဟိုလူဘိုးကကျွန်တော်အလုပ်တွေရတော့ရှိတယ်ကျန်တာတွေကလည်းရှိတယ်အခုအင်ကြီးတွေလည်းကျွန်တော်ကအများကြီးရှိသေးတယ်အင်ကြီးတွေအစ်တတွေအဖြူတွေကျွန်တော်ဝယ်ထားတာပေါ့နော်ဟိုရက်ကမှဝယ်ထားတာအဲ့ဒါတွေကလည်းကျွန်တော်ဟိုပေါ့နော်ဟိုအလှူရှင်တွေရှိတဲ့အခါကြာလို့ရှိရင်လည်းကျွန်တော်လူပေးမယ်ဟိုမရှိတဲ့အခါကြာလို့ရှိရင်လည်းကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာလေးကျွန်တော်တစ်ချက်ပြန်ကြည့်နေပါဘောနော်အဲ့တော့ဟိုဒီရက်ထဲမှာကျွန်တော်တို့ဟိုဆိုကြပါစို့ဟိုလိုင်နာကိုကြီးကအလှူလေးလေးပိတ်မတက်လာဘူးလို့ဟိုပြောကြတာရှိရလေဟုတ်တယ်ဒီရက်ထဲမှာလေ ကျွန်တော်ခေါင်းမူပြီးတော့လဲနေတာအဲအဲအားတဲ့ချိန်လေးကျွန်တော်ချင်းသွားခက်ပြန်ပြန်လာဘောနော်ဒီရတဲ့နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲလူကနည်းနည်းဟိုစိတ်မလန်းဆန်းတာလည်းပါတယ်ဘောနော်အဲ့ဒါကြောင့်ကျွန်တော်ဒီရတဲ့အခုဒီမနက်ပြန်နေစားပြီးနောက်ရက်နောက်ရက်နောက်ရက်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟိုဒီအလူတွေကိုကျွန်တော်ပြန်ပြီးတော့လိုက်ပြီးလုပ်ပြီးမှာပါဟိုလိုက်ပြီးလုပ်ပြရအောင်ပါလေဟုတ်ကဲ့ပါအဲ့လောလောဆယ်တော့ အဲလာပြီးတော့လူခံတဲ့လူတွေတော့အဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်ဒီလိုလာတိုင်းမရနိုင်ပါဘူးလို့ပြောချင်ပါတယ်